ဲ့ကျက်သမားကလေးတို့ကျက်တည်မင်းတို့ကျက်တည်ကျက်ပေါက်ဘဝမှာခွက်လက်ပုတ်တယ်ခြေကြွတွေတန်တယ်မှန်တယ်နော်နောက်ကြက်ဥဝါပေါက်တဲ့ပေါ်ကြက်ဥဝါရောက်သွားတယ်ခြိွက်တွေတန်တယ်မှန်တယ်အဲ့တော့အခုဒီချိန်ကျတော့ကျွန်တော်ဦးကြက်တွေကခြိွက်တွေမတန်တော့ဘူးနော်ခြိွက်တွေမမှန်တော့ဘူးပဲအဲဘာကြောင့်လဲဦးကောင်အဲ့တော့ဒီလိုခြိွက်တွေခြိဒီခြိွက်တွေမတန်တာမမှန်တာကနံပါတ် ကျမ်းမာရင်မကောင်းဘူးเนาะဒါလည်းဖြစ်နိုင်တယ်။နောက်နံပါတ်1ဆန့်လောက်များတဲ့ကြက်အဲဒီကြက်လည်းဖြစ်နိုင်တယ်။နောက်နံပါတ်3ကျိုးစီများတဲ့ကြက်အဲဒါလည်းဖြစ်နိုင်เนาะနောက်နံပါတ်4ကြက်ကောင်ပြီးတဲ့အတိုင်းဝိုင်းနေမှာအသေးအတန်ခုပြီးမှနိုင်လာတဲ့ကြက်အဲဒီကြက်လည်းစီသွဲမမှန်တာဘူး။အဲနောက်တစ်ခါကျက်ပေါက်ကနေကျက်အုံတိုက်လာပြန်လာလို့နိုင်လာတဲ့အချိန်မှာအဲဒီကျက်တွေလည်းစီသွဲမှန်တာ။နောက် ကျက်တီလက်ကြားတော့ခွဲ စကားကူးတဲ့အချိန်ဒီကျက်တီကလည်းမွေးရင်ကအခါမပြည့်စုံတဲ့အတွက်ကြောင့်မို့လို့စီတွဲမမှန်တဲ့အရာကိုဖြစ်တတ်တယ်။နောက်တစ်ခါကျက်အိုမကျွတ်သေးတဲ့အချိန်မှာဒါဆိုရင်လည်းစီတွဲမမှန်တော့ဘူးဖြစ်တတ်တယ်။နောက်ယာတီဦးတို့အေးဖမ်းတာများလို့ရှိရင်လည်းဒါစီတွဲမမှန်တာဖြစ်တတ်တယ်။နောက်တစ်ချက်တော့နောက်တစ်ချက်ကျက်မများများနဲ့ထားတဲ့ကျက်ဒါဆိုရင်လည်းစီတွဲမမှန်တဲ့အရာတွေကိုဖြစ်တတ်တယ်။ အဲ့တော့ကိုကန်ထားတဲ့ကြက်ဒီဒီအရာတွေနဲ့ကြုံနေပြီလားတိုက်ဆိုင်နေပြီလားဒါဆိုလို့ရှိရင်တော့မင်းတို့ဒီအရာတွေကိုပြင်ဆင်ဖို့လိုတယ်နော်ဥတော်ကတော့ရှည်ရွက်မမှန်တာကြက်ဒီဒီအကြောင်းရင်းကြီးရောက်မယ်ရှည်ရွက်မမှန်တာလို့ဥတော်ကဘယ်လိုပဲတုံ့တက်ပြီးလိုက်တယ်နော်